ကချင်ပြည်နယ်တွင်ရှိမြန်မာတရုတ်နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်မယ်လို့တရုတ်နယ် KIA ကသဘောတူညီခဲ့ပေမဲ့ KIA အနေနဲ့တတ်မတော်ပေါ်လက်ရောရမယ့်ကိစ္စရပ်တွေရှိလာနိုင်တယ်လို့စေအင်းနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်နေကြပါတယ်။ကချင်ပြည်နယ်တွင်ရှိလိုင်စာမိုင်းကြရဲလွယ်ကျဲကံပိုက်တီစတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်တွေကို2025ခုနှစ်အောက်တိုဘာ25ရက်မှာတရုတ်နိုင်ငံကလူသုံးကုန်တွေနဲ့စားသုံးကုန်တွေတာတည်တံ့တင်တင်ဝင်ပြုခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေနယ်စပ်ဂိတ်တွေဖွင့်ပေးရင် KIA ရဲ့အနေနဲ့လည်းတက်မတော်ပေါ်လာရောရမယ့်ကိစ္စရက်တွေရှိလာနိုင်တယ်လို့တရုတ်မြန်မာရေလိလာတုံးသက်သူတုံးသားလှကြော်သောကစီရင်သတင်းဌာနကိုပြောပါတယ်။တရုတ်ကအပေးယူတစ်ခုခုလောက်တာဖြစ်ပါလိမ့်မယ်။ KIA ကိုဓာတ်တွေဖွင့်ပေးပြီးရင် KIA ကပြန်ပြီးတော့ဟိုစစ်ကောင်စီကိုလာရောရတဲ့ကိစ္စတွေပါလိဖြစ်မဲ့ရှင်တယ်။ခင်ဗျာ MNDA တုံးကလည်းဒီလိုပဲလေနော်။တချို့မျိုးတွေပြန်ပေးလိုက်ရပြီးတော့ဟိုနည်းနေဖွင့်ပေးလိုက်တာ။ဖွင့်ပေးလိုက်လို့ရှိရင်တော့ ဟိုဘာလဲကြည့်ရကုန်စည်စည်းဆွေးမှုတွေကတော့အတော်သက်သာပါလာပဲလေ MNDA ဆိုဟိုဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ်တအောင်းကိုဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ်ကုန်စည်စည်းဆွေးမှုကတော်တော်ဝင်ပြီးတော့အခုအဲတရုတ်နိုင်ငံမှာတော့တော်တော်လေးပြန်စီကားလာပြီဗျအဲ့ဒါဟာဘဝပြည်သူတွေအတွက်လည်းတဆုံးတရာအကျိုးရှိတာပဲလေရှိကောင်ကြီးပဲကိုလည်းသူတဆုံးတရာဖိအားပေးဒီတိုင်းရင်းသားတွေပဲလည်းတဆုံးတရာဖိအားပေးပြီးတော့တရုတ်ရဲ့မူကဒီလိုဗျ ဟိုအာရှတိုက်တစ်ခုလုံးနဲ့လေအာရှမဟုတ်ပါလေအင်ဂျင်တစ်ခုလုံးနဲ့တိရုပ်နဲ့ပူပေါင်းထားတယ်ဒီလွတ်လပ်တဲ့စီးပွက်ကြီးကိုပို့ပြီးတော့ဟိုမြင်းမြန်ဆန်းဆန်းနဲ့ဟိုလက်ပတ်ဖို့ပဲလေအဲ့တော့သူနီလန်းမောင်းဆုံးတုံးပါပဲဗျအဲ့ဒီမဟာဗျူဟာအောက်မှာဗမာပြည်ရဲ့နေဆက်ကိစ္စကိုသူကြည့်ရှင်းနေတာ ဲ့တော့အဲ့ဒီမဟာဗျူဟာကြီးတစ်ခုလုံးအောင်ပါဆိုရင်တော့ဒီ network gate တွေကတဖြည်းဖြည်းပြန်ပွင့်လာလိမ့်မယ်တဖြည်းဖြည်းပြန်ပြီးတော့ company season မှုတွေပြန်ဖြစ်လာလိမ့်မယ်သူတဖက်မှာလည်းပြည်သူလူထုအနေနဲ့တိုင်းပြည်အခြေအနေစေရစ်အခြေအနေကြောင့်အဖက်ဖက်မှာစီးပွားရှာရခက်လာတဲ့အပြင်အဆအဆအရာရာကုန်စည်နှုန်းတွေတက်လာတာကြောင့်ဒုက္ခများစွာရင်ဆိုင်နေရတယ်လို့ထုတ်ပြကြပါတယ်အဲဒါကြောင့်တရုတ်အစိုးရဘက်မှလူသားချင်းစာနာထောက်ထားတဲ့သဘောနဲ့လာဖွင့်ပေးလိုက်တာဖြစ်နိုင်တယ်လို့ မြန်မာအရေးလေးလာတုံးတသူဦးထောင်ကျော်မှစေနာသတင်းဌာနကိုပြောပါရယ်ဖီအားပေးမှုလုပ်နေတယ်ပြောပြောလို့ရတာပေါ့ပြီးရင်နောက်တစ်ခုကတော့ခုနကဒီကောင်းချင်းဖန်လာတဲ့ဒါပေါ့နော်ဟိုကျွန်တော်တို့ကျွန်တော်တို့ကဒါဒီဘက်မှာရေမပန်းနေနေတော့မသိတာလေတကယ့်ကိုအာတကယ့်အောက်ခြေရပြည်သူလူထုကဒီစစ်နဲ့ဘာမှမပတ်သက်တဲ့ပြည်သူလူထုကအဓိကထားပြီးခါးစီခံရတာဟိုခါးစီခံရတယ်ဆိုတော့အခါကျတော့ ဟိုအဲ့နေရာတွေမှာအဆဆရရပေါ့ကုန်စည်ဆဆရရဘလောက်တောင်တက်နေမှာပေါ့နော်စီဝါရှာတက်ကြည့်ဖြစ်ပြီးဆိုတော့စီဝါရှာခက်စီဝါရှာခက်တဲ့အတွင်းမှာဒီဘက်မှာအကုန်လုံးဆဆရရဇင်းလုံးကြီးကတက်ဆိုတဲ့အခါကျတော့လူတို့ကနှစ်ဆနှစ်ဆဒုက္ခတိုးတာပေါ့လေအဲ့လိုအတွက်ကြောင့်မလို့ဒီဒုက္ခတွေတအားကြီးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့အဖွင့်ပေးတဲ့အားမျိုးပဲဖြစ်ပါလိမ့်မယ်မမို့ ကျန်တဲ့ PR ရှော့တာမျိုးထပ်ဆိုင်ရပါတော့ဒါတော့ကျွန်တော်တို့မြင်ရတဲ့ဟာတော့အဲဒီလူလူလူကတအားထိတိုင်းနေတာမျိုးများသွားတယ်ကြောင့်မလို့ဒါလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဖွင့်ပေးရလို့ပဲအဲစပါတယ်လက်ရှိမှာတရုတ်ကချင်နယ်စပ်ဂိတ်၄ခုကိုပြန်လည်ဖွင့်လှစ်လိုက်ပြီမဲ့မန်စီမြို့နယ်တွေကမန်ဝင်ကြီးဂိတ်နဲ့ပန်ဝါနယ်စပ်ဂိတ်တွေကိုတော့ပိတ်ထားဆဲဖြစ်ပါတယ်